ကြာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 22ရက်နေ့နေ့31ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးမြန်မာ့ရဲ့အဆင့်ဘဝအခြေအနေကိုကူးပြောင်းမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကရင်းတို့ရဲ့ကောင်းသောကြိုးရမယ်ဝေကြီးပေးယူကိစ္စလုံငန်းရေးရကိစ္စစီးပွားရေးရကံဖျားဖျားပမာဏမြင့်တဲ့နေထိုင်တဲ့တိုးတက်တဲ့ဆေးဝါးကိုရမယ်။ကိုယ်ပိုင်ယက်တီချင်းတဲ့လောကန်ချင်းတို့ရဲ့ အကျိုးဆက်တွေကိုလည်းရရှိပြီးတော့လိုရာပြည့်စုံသွားမယ်ဘဝတန်လန်းတွေဖွင့်သွားတယ်။ဒီနေ့ရက်နေ့မှာအရာရာကောင်းတဲ့ကံပေါ်တယ်။ဒီနေ့ကကိုးစနေနေရဲ့ထူးခြားတဲ့စွမ်းသတ္တိရှိတယ်။မြမလာကိုးရက်နေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တာဒါထူးခြားတယ်။ဒီနေ့မှာမြင့်မြတ်တဲ့ကိစ္စရယ်ဆောင်ရွက်ပါ23ရက်နေ့မှာဥတီချက်တဲ့တွေရှေတိုးလို့ရပိုင်ခွင့်တွေပြန်တောင်း24ရက်နေ့တို့သမ ्या အောင်မြင်တိုးတက်မှုကိုမလွဲကြုံမဲ့ 25ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်26ရက်နေ့ကပြဿနာများသောနေ့ဖြစ်တယ်ရန်နဲ့ရှင်ပြီးလောရတတ်တယ်29ရက်နေ့မှာစိတ်ချမ်းသာစရာတွေကြုံမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတိုးတက်မယ်28ရက်နေ့ကခီးကံပြောင်းလဲကံကောင်းတဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့အဲ့ဒီနေချက်တဲ့နေ့ဖြစ်တယ်သွားလာနေထိုင်နေကြည့်ဆက်ရမယ်ကိုနှစ်ဘေးမှာဒုက္ခရောက်တဲ့သူတွေ့ချက်ချင်းခုပါ 30ရဲ့နေ့ခေါင်းစည်းခေါင်းဆောင်ရက်ကောင်းဖြစ်တဲ့ကျက်စီရှိခြင်းကံတိုးတဲ့ခြင်းဘဝတိုးတဲ့ခြင်းကြုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်တဲ့ကျူးဆက်ရမယ်မြောင်းရက်ကိုတည်သွားစံနေဖြစ်တဲ့တည်းမနဲ့စံနိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားရမယ်30ရဲ့နေ့မှာတော့အပြောင်းလဲနဲ့တန်လန်းပေါ်မယ်ရည်မကြအောင်မြင်မယ်အလိုစံထအလိုပြည့်စုံကြိုးပေးခြင်းကိုကြုံနိုင်တယ်တနည်းလာနေငါနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကြိုးပေးပြီးတော့ တနေ့ကနေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေဖြစ်တတ်တယ်။တလီကိုကနန်းနေ့ကြိုးပြတဲ့အဝါလိမ်မောရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။အိမ်မှာရှိတဲ့စေဘူးစေခွက်စေပလီအဟောင်းတွေစွန့်ပြစ်လိုက်ပါ။အညာဆိုးကင်းပြီးကောင်းခြင်းကံတွေရရှိလာပါလိမ့်မယ်။ယေရှုတည်ပါတယ်။